ားလုံးပဲမင်္ဂလာပါ။ Now you see YouTube channel လေးကနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါရစေ။အခုတခါနေဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ဇာတ်ရေးဆရာအက္ခဆောင်ရေးသားထားတဲ့ဆုံးဒီဥပဒါနဲ့သူတော်ကြောင့်ရသေးအတွဲ၃ရဲ့စာစဉ်နှစ်ပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးမစတဲ့ငယ်မှလည်း channel လေးကိုလည်း like subscribe နဲ့ video လေးကိုလည်းလက်မလေးနှိပ်ခဲ့ပေးဖို့အားလုံးတောင်းဆိုပါစေ။ကဲဆက်လိုက်ကြစို့ဗျာ။အနောက်ဘက်ကလွမ်းစီလေးရှိတဲ့တောတန်းမှာရောက်နေတဲ့ရသေးကြီးကယူမာယူရလာလို့ ဥပါဒာပြောတော့မှကျုပ်လည်းစဉ်းစားမိရဲ့ဗျယသိရာယသိလိုသာဆိုရဲဘာမှကြီးညိုစရာမရှိဘူးဖန်ရီဆိုးထားတဲ့သင်္ကန်းဝတ်ထားတာပဲရှိတာမဟုတ်လားပြီးတော့ကျုပ်နဲ့မောင်သိန်းနဲ့စားစရာတွေတွားလို့ပြီးတော့ထိုင်ကြတော့တာတောင်ဘာမှမပြောဘူးလေအမှန်ဆိုဒီယသိရာကျုပ်တို့ရွာမှာဥစဉ်နေလို့စုတွေမပေးတတ်ဘူးဆိုရင်တောင်မှပဲလူကြီးတွေရောကျမ်းမာပါစေချမ်းသာပါစေလို့တော့စုပေးရမယ်မဟုတ်လားနောက်ပြီးတော့ထူးဆန်းတာတယွင်းတလက်နဲ့တူးဆွာနေတာပါပဲဗျာ ကြုံမေးလိုက်တော့လေတစ်ပင်ဆိုင်မလို့လို့ပြောသေးတယ်မဟုတ်လားဒါလောက်တစ်ပင်ရဲ့လေးကြပေါက်နေတဲ့တော့ထဲမှာ तू ကဘာပင်ဆိုင်ချင်တာလဲဗျကြုံလေအဲ့ဒီတော့ကဒီတိုင်းပဲခေါင်းညင်လိုက်ပြီမဲ့ तू စကားတည်တည်ချာချာစဉ်းစားလေလေလုံးဝအဓိပ္ပာယ်မရှိလေပဲဗျကြုံလေစဉ်းစားခက်နေရနဲ့ကွန်းထိုင်ဝိုင်းရင်ကွင်းမြင်ုံငေးကြည့်နေတဲ့ဥပဒါကြီးကိုပဲမေးလိုက်ရတာပေါ့ဗျာဥပဒါတခုပြောပါအောင်ဗျာဒါဆိုဒီရသိကြီးကမောင်သိန်းပြောသလိုဈေးတွေပေါ်ဆက်နေတဲ့ဈေးဝေစာရသိကြီးမဟုတ်ဘူးမလား ကျုပ်ပြောတာတော့ဥပါသာကြားဖို့မပေါ်ဘူးဗျ။ကွင်းထဲကိုဒူဒူကြီးကြည့်နေတာ။ခမရတို့စဉ်းစားကြည့်ဗျ။လေဆောင်တဲထဲမှာသူ့ရဲ့ကျုပ်ရဲ့နှစ်ယောက်မျက်နှာချင်းဆိုင်ပြီးတော့စကားပြောနေတာကိုကျုပ်ကမကြည့်တဲ့ပြင်ကျုပ်ပြောနေတာကိုလည်းမကြောက်ဘူးဗျ။ဒါနဲ့ကျုပ်လည်းဥပါသာကြီးငုတ်တုတ်ကြီးမေ့နေတာများလားဆိုပြီးတော့သူ့မျက်လုံးရှိကိုလက်ဝါးနဲ့ဖြတ်ကြည့်တော့မှဥပါသာမျက်တုံနေခက်လာတယ်ဗျ။အာဘာလို့တာလဲကွာ။ဟာဥပါသာကြီးလွန်းနေပြီနော်။ကျုပ်တောင်လုံးပြောနေရမှာမကြောက်။ဥပါသာကြီးကဘာတွေတွေးနေရတာလဲဗျ။ ဩဘာမှမဟုတ်ပါဘူးကွာဒီနှစ်တော့စဘာကိုဘယ်လိုစိုက်မလဲလို့တွင်းအတွေးလွန်သွားတာပါကွာကျုပ်လည်းအတော်စိတ်ညစ်သွားတာပေါ့ဥပဒါရာကျုပ်တို့ယသိအကြောင်းပြောနေရနေဘယ်လိုလုပ်ပြောစဘာကင်းကိုစိတ်ယုတ်သွားတာလဲဟုတ်ကွာအသက်ကြီးပြီကွာအသက်ကြီးတော့ဒီလိုပဲတွေးချင်ရင်တွေးတာပေါ့ဒါနဲ့မင်းခုနကဘာပြောရလဲတော်လေးရောက်နေယသိကြီးလေဗျာ तू ကမယိုးဆိုတာဘာတွေများလဲ ီးတော့ဒီရသေးရမောင်သိန်းပြောသလိုဈေးဝါးတွေပေါ်ဆက်နေတဲ့ဈေးဝိစာရသိမ့်မဟုတ်လားဥပါသာခေါင်းခါလိုက်တယ်ဗျတေကောက်ဝါးကောက်တာမြင်ရတယ်တဲ့လူအတွင်းစိတ်ကိုတီးဖို့ခက်တယ်လို့ဆိုတာပဲမဟုတ်လားလက်ကောင်ရငါလည်းတီးတီးချာချာမသိပါဘူးထင်တာပြောတာပါဘလို့ထင်းလို့ရုံးဗျာ။ဟိုကွာလူသေးပါတနခေါက်ဈေးဖို့မယ်ဆိုပြီးချစ်ခိုင်းတဲ့လူကလူကောင်းတဲ့လူဖြစ်မလားကွာ။ဟာဗျာ ါပေမဲ့ तू ကရသေးင်းတော့ဖန်ဆိုးတဲ့သင်္ကန်းကိုလည်းဝစ်ဆင်ထားတာနေရတောင်မှတပားတဲ့ចောင်းသင်္ကန်းလေးနဲ့နေတဲ့သူနော်ဥပါသာရေးတယ်ဗျာဘာသာရေးចောင်းနေတော့ငါ့ထက်မင်းဖေကပိုတိမှာပေါ့ကွာရသေးတယ်မကောင်းဘူးဆိုတာမင်းဖေကိုတွားမိပေါ့ကွာကဲတွားပြီဥပါသာကိုယ့်ရဲ့ပိုက်ပြီးတော့ကျုပ်တို့လေဆောင်တဲတွေကနေထွက်သွားတယ်ကျုပ်လေတယောက်တည်းအတွင်းနေချင်းဂျန်ခဲ့တာပေါ့ဗျာ ညနေရောက်တော့နွားတွေတိမ့်ပြီးအိမ်မြန်လာကြတယ်ဗျမိုးအမှန်နေပြီဆိုတော့စဘာဆိုင်တွေလေသမားတွေကမအားမလက်ဖြစ်နေကြယူပေါ့ဗျအိမ်ရောက်တော့အဖေကအိမ်ရှိခုံထဲမှာထိုင်နေတာနဲ့ကျုပ်လည်းအဖေဘေးနားကိုသွားထိုင်လိုက်တယ်အဖေရတိတွေကမကောင်းဘူးဆိုဗျအဖေကကျုပ်ကိုမျက်မှောင်ကျုပ်ပြီးကြည့်လိုက်ရင်မကောင်းဘူးလို့မင်းကဘသူပြောလိုက်တာလဲဒါဆိုကောင်းတယ်ဗောကျုပ်ပြောတော့လေအဖေကစဉ်းစားပြီးခေါင်းခါပြတော့ ကျုပ်လည်းစိတ်ရှုပ်သွားတာပေါ့ဗျာအဖေအဖေကဘာလဲဗျာမကောင်းဘူးလားဆိုတော့ကောင်းနေတယ်ကောင်းသလားဆိုတော့လည်းမကောင်းဘူးတဲ့အဖေအဖေကဘာကြီးလဲအဖေကစပွဲပေါ်မှာချထားတဲ့မြေပဲဆန်ကြော်ပကံနဲ့ကနေပြီးတော့မြေပဲဆန်လေးတစ်စိမ့်နှစ်စိမ့်ကိုဝါလိုက်တယ်ဗျာလောကမှာဘယ်ယာမကောင်းတယ်ဆိုတာကြီးပုံတွေတွက်လို့မရသလိုဘယ်ယာုံမှလည်းမကောင်းဘူးလို့ပုံတွေတွက်လို့မရဘူးလက်ကောင်ရသေးဆိုတာမျိုးကကျင့်စဉ်တစ်ခုကိုကျင့်ကြံနေတဲ့လူတွေကိုခေါ်တာ ယသိတို့ယဟန်တို့ဆိုတာဒိုကိုးွယ်တဲ့ဘုန်းကြီးတန်ခါတွေလို့မဟုတ်ဘူးကွာဟွန်းဒါဆိုယဟန်နဲ့တန်ခါနေကမတူလားတေချာပြောရင်တော့မတူတန်ခါဆိုတာဘုရားရှင်တီထောင်ပေးလိုက်တဲ့တန်ခါအစုဖွဲ့ပဲဘုရားရှင်ရဲ့တရားတော်တွေတိုင်းလိုက်နာကျင့်ကြံရတယ်လို့ဘုရားရှင်ချမှတ်ထားတဲ့ဝိနည်းတွေကိုလည်းတလိတစားလိုက်နာကြရတယ်ယဟန်ဆိုတာကတော့ယသိတွေလိုပဲကျင့်စဉ်တစ်ခုကျင့်နေတဲ့လူကိုဆိုလိုချင်တာသူတို့ကျင့်စဉ်အရာတစ်မျိုးမျိုးကျင့်ကြံနေကြပေမဲ့ တန်ဃာတော်တွေလိုဝင်းကြီးနဲ့အညီနေကြတာမဟုတ်ဘူး။ဩကျုပ်နင်းနေနားလဲတယ်လို့တော့ရှိလာပြီ။အေးကွာရဟန်းနေဆိုတာဘုရားမပွင့်ကလေးကပေါ်ခဲ့ပြီးသား။ဘုရားပွင့်တော့လေအယူဝါဒအမျိုးမျိုးရှိကြတာပဲမဟုတ်လား။အဲ့ဒီလူတွေကိုရဟန်းလုံးခြုံငုံပြီးခေါ်တာ။ဒီဝရတ်တို့ဆိုရင်ဘုရားကိုနှိမ့်ချခြင်းလို့ရဟန်းကြီးကိုရမလို့ခေါ်တယ်မဟုတ်လား။ကျုပ်လည်းအဖေပြောမှရှင်းသွားတော့ရဲ့ဗျ။ အဲ့ဒီတော့ယဟန်ဆိုတာသာသနာပြင်ပမှာလည်းရှိနေနိုင်တယ်။တန်ဃာဆိုတာတော့သာသနာတော်တွင်မှာပဲရှိနိုင်တယ်။ဒီလိုကွဲတာပေါ့ကွာ။ဒါကြောင့်မို့ဟိုတနစ်ကမြိုင်သားမှာဖျားလောင်းဇက်ခင်တော့ပြဿနာတွေတက်ကြတာပေါ့ကွာ။ဘလူပြဿနာတက်တာလေးဗျ။ဒီလိုကွာ။ဖျားမဖြစ်ခင်နမိတ်ကြီးလေးပါမှာသူ့ကိုသူနာသူသေးယဟန်ဆိုပြီးရှိတယ်မို့လား။အဲ့ဒါတွေကိုဇက်ပွဲကတော့အလွယ်ပဲ။ယဟန်နေရာမှာဖုန်ကြီးပုံဝက် တပိတ်လွဲရက်တောင်ထောင်ပြီးတော့တရုတ်ဆောင်နေလေဒါဟိုမြိုင်သားဆရာတော်ကြီးကကန့်ွက်တာပေါ့အမှန်ဆိုလို့ရှိရင်အဲ့ဒီချိန်ကဖျားမပွင့်သေးဘူးဆိုတော့ယဟန်နေရာမှာယသိလိုမျိုးပုံစံထည့်ရမှာဒီလိုကပြလိုက်ရင်နှောင်းလူတွေကဘုရားတော်မပွင့်သေးဘူးတန်ဃာတွေရှိနေပြီလားလို့အထင်မှားသွားကြလိမ့်မယ်လို့ပြောဆိုတာပေါ့ဒါနဲ့ဇက်ဖွဲ့လေဆရာတော်တွေကိုပြန်တောင်းပန်ရတာပေါ့နောက်ကြရင်အဲ့ဒီလိုပုံစံမျိုးမကတော့ပါဘူးပေါ့ကွာอืมဆရာတော်ကြီးလေပြောရလဲဟုတ်တာပဲဒါနဲ့ ယတိတွေမကောင်းဘူးဆိုတာရောအဲ့ဒီလိုတော့တိမ့်ကြုံမပြောချင်ဘူးကဒါပေမဲ့ယတိဆိုတာတန်ခါအဖြစ်မိုးချင်လို့ဘုရားရှင်ချမှတ်ထားတဲ့ဝိနည်းအာဘတ်တွေကိုမလိုက်နိုင်လို့ယတိတို့ဥဒ္ဒတော်တို့ဝင့်ပြီးအားထုတ်ကြတာပေါ့ကွာတခါတလေလောကီပညာတွေလိုက်စားတဲ့သူတွေဆိုရင်လေတန်ခါမွေးဖဲနဲ့ယတိဝတ်ကြတယ်ဘာလို့လဲဆိုတော့သူတို့လိုက်စားတဲ့လောကီပညာဝိနည်းနဲ့မညီဘူးကိုအကျင့်တစ်ခုကျင့်နေတာဖြစ်လို့အဲ့ဒီအကျင့် ကျင့်စဉ်ကကောင်းနေဆိုးတယ်ပေါ့မူတည်ပြီးတော့အကောင်းဆိုး क्वे ပြသွားတာပေါ့ကွာငါပြောချင်တာအဲ့ဒါပါပဲဗါလေမင်းကယသိအကြောင်းသိကျင်နေရဆိုတော့ရွာပြင်တော်ထဲမှာတရားကျင့်နေတဲ့ယသိကြီးဆိုတာ ਨੇ ပတ်သက်ပြီးသိကျင်တာမဟုတ်လားအဖေကကျုပ်စီကိုကြိုးသိတယ်လို့ဝဲဗျကျုပ်လည်းကောင်းကျင်ပြီးတော့ဟုတ်တာပေါ့ဖေဟာဒီယသိရမောင်သိန်းကိုပြရဆွေးဖော်ပြီးမဲ့ဆိုပြီးတော့ဘိုးဖြူလုံးကတဏ္ဍာကချစ်ခိုင်းလိုက်လို့မောင်သိန်းသိမလို့ဖြစ်တာမဟုတ်လား ဒီတော့ဒီရသေးရလူကောင်းလားလူဆိုးလားသိနေလို့ပါဒါတော့ကွာဘုရားရှင်ဟောထားတဲ့ကာလာမတုတ်လို့ပေါ့သူများပြောတဲ့အတိုင်းလည်းမယုံနဲ့ကိုကိုယ်တိုင်တွေ့ကြုံပြီးတော့မှဟုတ်တယ်မဟုတ်ဘူးဆိုတာချင့်ငြိမ်ပြီးယုံပေါ့ကွာလူတယောက်မကောင်းတာနဲ့ပဲဒီလူတွေကိုမကောင်းမှုလို့တော့တိမ်ကြုံပြီးပြောလို့မရဘူးပေါ့ကျုပ်နားလည်ပါပြီဖေရသေးထဲမှာ၅ပါးတီလာတောင်မဆောက်တဲ့ရသေးရှိတယ်လို့အမဲလိုက်တဲ့ရသေးကြီးလည်းရှိတာပဲ ပြီးတော့ logi ပညာရက်ဒီစီးပူးနေတဲ့ရက်သိတွေလည်းရှိတတ်တာပဲဒါပေမဲ့တကယ်သာသနာပြုနေတဲ့ရက်သိယူခန့်ဒီလိုသူတော်စင်ရက်သိကြီးလည်းရှိတာပဲကွာဒါကြောင့်တိမ့်ကြုံပြောလို့မရဘူးလို့ပြောတာဒါပေမဲ့တခုတော့ပြောချင်တယ်ကွာတခါတလေကြရင် လူတွေကဖုံးကွယ်တတ်တဲ့ကွာပညာမတတ်တဲ့လူကပညာတတ်အောင်အောင်နဲ့လူပုံလယ်မှာကြွားဝါတတ်တယ်မချမ်းသာတဲ့လူကတကယ်ချမ်းသာတဲ့အောင်အောင်အတုအယောင်နဲ့လှုပ်ပြတတ်ကြတယ်ပြီးတော့ သူဆိုသူညံ့နေရလဲသူတို့ဖြစ်မှန်ကိုလူတိမှာဆိုလို့သူတော်ကောင်းလို့လို့ဟန်ဆောင်တတ်ကြတယ်ဘုံဝယ်တတ်ကြတယ်ငါသားဒါဆိုအဖေပြောချင်တာကဒီရသေးရမကောင်းတဲ့လူလို့ဆိုလို့ချင်တာလားဒါတော့ခုနမင်းကိုပြောထားပြီးသားပဲကွာကိုဘာသာကိုချင့်ငိမ်ဖို့ကွာညံ့နေလဲအတော်ဆောင်ပြီဗျမကြခင်ထမင်းစားတော့မှဆိုတော့ကျုပ်လဲအဖေနဲ့ပြောနေတဲ့စကားစာကိုဖျက်လိုက်ပြီးတော့ရေမှုချိုးကိုပြင်ရတာပေါ့ဗျာအဲကျုပ်မှရေသာချိုးနေရတယ် အဲ့ဒီရသေးကြီးကြောင့်ခေါင်းထဲအောင်မထွက်ဘူးဗျအကောင်းဆုံးကတော့နောက်တစ်ခေါက်သွားကြည့်ဘူးပဲဗျရသေးကြီးမသိအောင်သူဘာလုပ်နေလဲဆိုတာကိုချောင်းကြည့်ပြီးတော့ဆုံးဖြတ်ရမယ်အဖေကတော့ "तू ကလူဆိုးပါလို့တိုက်ရိုက်တော့မပြောဘူးဗျဥပသာလည်းလူဒီပါတနခါနဲ့ဈေးဖို့မယ်ဆိုကြတဲ့ကကောင်းတယ်လို့ဖြစ်ပါမလားလို့ပြောတယ်ဆိုတော့ကျုပ်လည်းသိကျင်တာပေါ့ဗျာနောက်နေတော့ကျုပ်မောင်သိန်းကိုဖော်သွားဆက်တယ်ဗျမောင်တင်းက तू မလဲရောဦးတယ်ဗျအရင်ကတော့လူတွေမသိအောင်လို့ဒဏ်နေတခါဓမင်းဟင်းသွားသွားပို့နေတဲ့လူက အခုတော့မလိုက်ရတော့ဘူးလေဗျာရွာလူတွေကလည်းအဲ့ဒီဘက်ကမသွားရတာအမှန်ပဲဗျာအရင်ကတည်းကအဲ့ဒီနောက်ဖက်တော်တန်းကတုတ်တန်ဟောင်းကြီးကိုတရေဆိုရလေအင်မတန်ချောက်တာမဟုတ်လားအဘော်ဆက်မရရင်ကျုပ်တယောက်တည်းသွားမယ်ဆိုပြီးဆုံးဖြတ်လိုက်တယ်ဒါနဲ့လေတဲ့ဆင်းခဲ့တယ်ဗျအငယ်ကောင်နဲ့ကျုပ်ညီမတွေကတော့စဘာဆိုင်ဖို့ပြိုးကင်းနေပြိုးနေကြပြီကျုပ်လည်းလေထဲမှာဟိုလုတ်ဒီလုတ်နဲ့15မိနစ်လောက်လုတ်ပြီးတော့ဒါမှတချောင်ခါးကြထုတ်ပြီးအနောက်ဘက်တောတန်းကိုထွက်လာတာပေါ့ဗျာ အနောက်ဘက်ဒေါ်ဒန်းကိုတယောက်တည်းလာတာလဲခက်ကြောက်ကြောက်ပဲဗျဒေါ်ဒန်းရဲ့တောင်ပန်းသားမှာလူစားရဲ့ရည်တွင်းရရှိသေးတယ်မဟုတ်လားပြီးတော့အဲ့ဒီဒေါ်ဒန်းဆက်ဆိုတာလဲအရင်ရွာဟောင်းရဲ့တုတ်တယ်မြေကြီးဒေါ်ဒန်းကနေဆက်ပြီးသွားရင်လဲအရင်ဖက်လေရွာဟောင်းကြီးရဲ့မြေနေရာကြီးဗျဖက်လေရွာတရေတီတန်းပုံအရင်တော့အကျုပ်ပြောပြခဲ့ဘူးတယ်မဟုတ်လားဗျကျုပ်လည်းကြောက်တယ်ဆိုပေမဲ့တည်ကျင်စိတ်ကမောင်းနေနေတာဆိုတော့မကြောက်မရွံ့ပေါ့ဗျာအချင်းကလည်းနေ့လေ၁၀နိုင်လောက်ပဲရှိသေးတာမုံမုံတော့နေရာလည်းချစ်ချစ်တောက်ပူနေတာ哦 ဒီတော့နေကင်းကြီးဆိုပြီးကြောက်စိတ်ကတဝက်လောက်ရော့နေရလဲပါပါတယ်။မောင်သိန်းနဲ့သွားတဲ့လမ်းကလူသွားလမ်းလေးကရှိတယ်ဗျ။အဲတော်တဲ့ဟိုတခါတလေကြာရင်မူရှာမြစ်ရှာတဲ့လူတွေနောက်ပြီးတော့ငှက်ပြက်သားကောင်ပြည့်တဲ့လူတွေလာတတ်ကြတော့လူသွားလမ်းလေးလိုလိုဖြစ်နေတာပေါ့ဗျာ။အဲကျုပ်ကချောင်းမှာဆိုတော့အဲ့ဒီလူသွားလမ်းကမဟုတ်ဘဲနဲ့ဒေါ်လန်းလေးကိုပတ်ပြီးအနောက်ဘက်ကနေတိုးခဲ့တာပေါ့ဗျာ။ဒေါ်စပယ်ဂျုံလေးကိုတိုးရင်မကြပါဘူး။လွမ်းစီရီနားကိုရောက်လာပါရောဗျာ။အဲ့ဒီနားထက်လက်တီမိုးထားတဲ့တဲလီတွေရှိတယ်မဟုတ်လား။ ကျုပ်လည်းတဲလေးတွေမှာလူရှိသလားဆိုပြီးချောင်းလာပေါ့ဗျာမလုံတလုံကာထားတဲ့တဲလေးကိုအသာချောင်းကြည့်လိုက်တော့လူတယောက်မှမရှိဘူးဗျရသေးကြီးတနည်းအားထွက်သွားတာပဲဖြစ်မယ်ကျုပ်လည်းရေရွတ်လိုက်ပြီးတော့ပဝင်းကြီးကိုတစ်ချက်ကြည့်လိုက်တယ်ဗျပဝင်းကြီးကမြေပြင်မှာတွင်းနေဆိုတာမွားစာကျဲနေတာပဲဗျဒါပေမဲ့တွင်းပက်လက်ကြီးကတော့မဟုတ်ဘူးဗျတူပြီးတော့ပြန်ဖို့ထားတဲ့ပုံပဲတေချာပြန်ဖို့မထားတော့မြေပုံလေးတွေဖြစ်နေတာပေါ့ဗျတနည်းအားသွားကြည့်ရင်တရင်တစ်ခုကမြေပေါ်မှာတန်လိုင်းဆိုင်နေတာကိုတွေ့ရဗျ ကျုပ်လည်းအဲ့ဒီနောက်အသာသွားကြည့်တာပေါ့ရသေးပြန်လာမှလည်းကြောက်တာနဲ့မတ်တရေမသွားရဘူးဗျဂျုံဘုတ်တွေကိုကာကွယ်ယူပြီးတော့ထိုင်ပြီးတော့ပဲသွားရတာပေါ့အဲ့ဒီတရင်နာရောက်တော့တပီပက်လေလာကိုတွင်းလေးတွေတွေ့တယ်ဗျအဲ့ဒီတွင်းလေးကမိစားရီကိုကျုပ်လက်နဲ့ဖယ်လိုက်တာပေါ့အမလီကျုပ်လန့်ပြီးအွန်လိုင်းမိတယ်ဗျမိစားတွင်းတွေအောက်ကနေပြီးတော့လူရိုးကောင်းကြီးထွက်လာတာဗျသွားလိုက်ဆိုရင်လည်းဖွေးနေရပဲကျုပ်လည်းအယူကောင်းကြီးကိုကြည့်ရင်ချက်သီးတွေထလာတယ် ဒီနေရာတုတ်တန်ဟောင်းကြီးဆိုတော့အရင်ကမြုပ်ခဲ့တဲ့လူတွေရှိမှာပေါ့ဗျာကျုပ်လည်းကြောက်ကြောက်နဲ့ထွက်လာခဲ့တယ်ဗျထွက်ပြေးဖို့လုံမှာတူတဲလီထဲမှာဘာတွေရှိလဲဆိုတာသိကျင်တာနဲ့တဲလီစီကိုလာခဲ့တာပေါ့ဗျာတဲလီကခြေတန်းရှိလေးစောက်ထားတာဗျတဲချန်ငင်းကိုရောဝချမ်းများကြီးနဲ့ခင်းထားတာပေါ့ဗျာတဲပေါ်မှာဘာမှထွေးထူးမရှိပါဘူးစာအုပ်စာခွက်တွေလောက်ပဲရှိတာတဲလေနားလောက်မှာတော့အိယာခင်းတစ်ခုခင်းထားတယ်ဗျဖျားပေါ်မှာစောင့်တဲတဲကိုဖြန့်ခင်းထားတဲ့ခြေသားဆောင်ပါလေးပေါ့ဗျာ ။ဆောင်းအောင်မှာတော့ခိုးလိုခုလူတွေဖြစ်နေတယ်ဗျ။ကျုပ်လည်းဘာလဲဆိုတာသိချင်တာနဲ့တဲဘူအသာတက်လိုက်တာပေါ့ဗျာ။ကျုပ်တက်လိုက်တော့တဲဟာတင်းငင်းနဲ့ဖြစ်သွားတယ်ဗျ။ကျုပ်လည်းခက်မြန်မြန်သွားပြီးတော့ဆောင်းလန်ကြည့်လိုက်တယ်ဆိုရင်ပဲအယိုးတွေကဖြောကနေဆောင်းကနေထွက်လာတာဗျ။အယိုးတွေကလက်တစ်ဆက်လောက်ရွယ်စားနေပြီးတော့ဒူးယိုးလိုဂုံညင်းယိုးလိုအယိုးတွေကနေပြီးတော့ပေါင်ယိုးတွေထိပါပါတယ်ဗျ။ကျုပ်လည်းအယိုးတွေကိုထူးဆန်းပြီးကြည့်နေလိုက်တယ်။ရသေးကြီးကဘာယိုးတွေများစုနေတယ်ပါလိမ့်ပေါ့ဗျာ ကျုပ်တွင်းနေတော့ကြောက်တော့နှစ်တော့ဟာတဲခေါမှုကိုလာထိတယ်ဗျရသေးပြန်လာပြီတင်နေကျုပ်လည်းတဲရောက်ကိုခုံဆင်းခဲ့တာပေါ့ဗျဗန်ဝင်းကြီးကိုကြည့်လိုက်တော့လူရိပ်လူရောင်တော့မမြင်အောင်ဗျဒါပေမဲ့ဖျားပြန်နောက်နာခြုံနေရနေပြီးတော့ကြောက်တော့နေပြန်ထွက်လာတယ်ဗျကျုပ်စီတန်းတန်းမတ်မတ်လာလာနဲ့ကျုပ်လည်းထိုင်ချလိုက်တာပေါ့ဗျလက်သီးစုပ်လို့ရှိတဲ့ကြောက်တော့ရင်တော့လုံးဝကျုပ်ခေါင်းမွားနေဝီကနေဝီနေဖြတ်ပြန်သွားပြီးတော့တစ်ပိနေကြတယ်ကြသွားတယ်ဗျကျုပ်ပြင်ကြောက်လိုက်တာဗျအဲ့ဒီကြောက်ခဲကြီးတလုံးလောက်သာကျုပ်ကောင်းကိုထိလိုက်ကျုပ်သိမ်းမားဗျာ ကျုပ်လည်းအမြန်ထပြီးကြည့်လိုက်တော့နောက်ထပ်ကြောက်ခဲပြန်ပြီးပြန်လာတယ်ဗျလူတော့လုံးဝမတွေ့ဘူးကျုပ်ကတော့တရေပောက်တယ်လို့ထင်တာအဲ့ဒါနဲ့ပဲအမြန်လှည့်ပြေးတာပေါ့ဗျဒါတောင်မှကွန်းသီးလောက်ရှိတဲ့ကြောက်ခဲတွေကနောက်စေးနာကိုတစ်ချက်ခါးလယ်နာကိုတစ်ချက်ဖြတ်မှန်သေးတာနောက်ဆုံးတော့တောအုပ်အထွက်ရောက်တော့မှလက်သီးဆိုးလောက်ရှိတဲ့ကြောက်ခဲကြီးကကျုပ်ရဲ့တကောက်ကွေးကိုမှန်လို့အာထော်ဂျိုးကြီးနဲ့ထွက်ပြေးရတာပေါ့ဗျတော်ရန်နဲ့ထွက်လာပြီးတော့အနောက်ကိုလှည့်ကြည့်မိရဆိုရင်ပဲတော်ရန်လေးထဲမှာလူတွေမနေဘူးပဲဗျ ဂျုံဝင်နေနဲ့ကွယ်နေတာဆိုတော့ခေါင်းတွေနဲ့ရင်းညွတ်နေလောက်အထိပဲမြင်ရတာမဟုတ်လားဟဲ့ကောင်ဘလို့ဖြစ်လာလဲကွာအမောတကောနဲ့ပြေးလာတဲ့ကျုပ်ကိုတွေ့တော့ဥပဒါစီးမိတယ်ဗျကျုပ်လည်းလေတဲဝင်ထိုင်လိုက်တာပေါ့ဗျာဥပဒါလည်းနွားတွေကိုခြိထားပြီးတော့တဲတဲကိုဝင်လိုက်လာတာပေါ့ကျုပ်လည်းမောမောနဲ့ရည်နွေးတောင်မတောက်နိုင်ပဲနဲ့ရိုးစရံရီကိုလင်းငါကွက်ခတ်တောက်လိုက်တာပေါ့ဗျာဘာဖြစ်လာလဲအခုလဲအမောတကောနဲ့ညမငယ်ကမေးတယ်ဗျာ ုံလည်းပြန်မဖြေအောင်ပါဘူးဗျာမောနေလို့အတော်မောဖြေနေရတယ်အဲဥပဒါကျုံနာရောက်လာပြီးတော့ကျုပ်ကိုခါထောက်ပြီးကြည့်တယ်ဗျာနင့်ကိုကြည့်ရတာနေကင်းကြောင်တော့တရေနဲ့တွေ့လာခဲ့တဲ့ပုံပဲဥပဒါဘလို့လုတ်ပြီးတိလည်းမသိပါဘူးဗျာကျုပ်လည်းခေါင်းညိလိုက်တယ်ဟုတ်ဟုတ်တယ်ဥပဒါကျုပ်ကျုပ်နောက်ဖက်တောတောင်သွားခဲ့တာကျုပ်ပြောလိုက်တော့အငယ်ကောင်ရောအငယ်မတွေကိုကျုံနာမှာလာစုကြတယ်ဗျာ နေစမ်းပါအောင်အကူလက်ကအဲ့ဒီဒေါ်ရန်ကိုဘာသွားလုပ်တာလဲငါဟိုနေ့ကရသေးယူ သွားချတာဟာအကူလက်ကတော့လှုပ်တော့မယ်ဒီလောက်တရေချောက်တဲ့နေရာကိုတယောက်တည်းသွားရသလားမသေးတာကံကောင်းငါပြောတာစောင်းနားထောင်ပါအောင်ဟာကျုပ်လည်းဥပဒါဘက်ကိုလှည့်လိုက်ပြီးတော့ဥပဒါဥပဒါထင်တာမှန်နေဗျဒီရသေးကြီးကမယိုးတော့ဘူးဘာတွေမယိုးတာလဲကွာ "तू आ टोरन ने मा दया आ ထုတ်နေတယ်လို့ဘာလို့လုံနေတာဗျ။တကယ်တမ်းတော့တော်ရန်နဲ့မှာကြီးနေတူပြီးတော့လူရိုးတွေဖောင်းနေတာဗျ။တေးကြလို့လားကွာ။တေးကြပါလေဗျာ။ကျုပ်မောင်သိန်းနဲ့လိုက်သွားတဲ့နေတော့ကလည်းတရွင်းတစ်ချောင်းနဲ့ဟိုတူးဒီတူးလုံနေရတယ်။ကျုပ်ကမေးမိတော့အပင်ဆိုင်မလို့ဒူးနေရတယ်လေဗျာ။မင်းကွာတော့ဦးထင်မှာအပင်ဆိုင်မယ်လို့ပြောတော့မင်းမို့ယုံရလား။မယုံလို့အခုသွားကြည့်ရပါဗျ။သွားကြည့်တော့ ကျင်းတွေကိုတူးလိုက်ပြန်မြုပ်လိုက်လုံနေတာဗျကျုပ်လည်းသူတူးလက်စာကျင်းကိုတွားကြည့်လိုက်တော့အောက်ကလူရိုးကောင်းကြီးထွက်လာတယ်ဗျကျုပ်ပြောတာကိုဥပဒါမျက်မှောင်ကြီးကျုပ်ပြီးတော့တည်တည်ချာချာနားထောင်နေဗျဒါတယ်မကတည်းကသူတဲလေးထဲမှာလည်းဖြာဝမှာအယိုးတွေခင်းပြီးတော့စောင်းနဲ့အုပ်ထားတာဗျအယိုးတွေကတော့တော်တော်များတယ်ကြီးကြီးတွေရောတည်တည်တွေရောဆုံးလို့ပဲဗျဥပဒါမုတ်စိမ်မွေကျဲကျဲပေါက်နေတဲ့သူ့မေးစီကိုပုတ်နေတယ်ဗျကျုပ်လည်းဆက်ပြောတာပေါ့ဗျာ အဲ့ဒီချိန်မှာပဲခြုံမင်းနေကြရနေကျုပ်ကိုခဲနေလှမ်းပေါက်တာဗျခဲလုံးကြီးကလည်းအကြီးပဲကျုပ်လည်းတေချာကြည့်ပေမဲ့ပောက်တဲ့သူကိုမတွေ့ရဘူးဗျအဲ့ဒါနဲ့ထွက်ပြင်းဟော်ဒီကုန်းနောက်တစ်ချက်ဟော်ဒီခါမှတစ်ချက်တကောက်ကွေးကိုလည်းမှန်တယ်ဗျနေတဲ့ကြောက်တုံးကြီးမဟုတ်ဘူးကျုပ်လည်းပြောရင်ပြောရင်နဲ့ခြေထောက်တွေကိုပြလိုက်တော့ကျုပ်မျက်လုံးတော့ကျုပ်မယုံနိုင်ပါဘူးဗျအဲကျုပ်ပဲပဲဒူးအောင်ပန်းဆာပြီးတော့ခြေထောက်ကြီးကရောင်ပြီးတော့ဖောင်းတင်လာတာဗျဒွေးကြည့်ဦးတို့လိုညုံညုံမဲမဲကြီးဖြစ်နေပြီးတော့ ခြေထောက်ကြီးကလည်းမသိရင်စင်ခြေထောက်ယောဂါရရတဲ့လူလိုမျိုးဖောင်းကားပြီးရောင်ကိုင်းလာတော့တာပဲအခုလက်ဂုတ်ဂုတ်မှာအငယ်မပြောလို့ကျုပ်လည်းဂုတ်ကိုဆန်းလိုက်တော့ဂုတ်ကကြောက်တုံးထည့်ရဲ့နေရာမှာဘူးကြီးတစ်ခုထနေတာဗျအာလူဘူးကြီးလို ဖောင်းဖောင်းတင်းတင်းကျုပ်လည်းကြောက်သွားပြီးတော့အင်ကြီးလှမ်းလိုက်တော့ခါမှလည်းဖူးကြီးတစ်ခုဗျာအကူလက်တော့တရေကန်ခန်းပြီထင်းနေအငယ်ကောင်ပြောတော့ကျုပ်လည်းဥပဒါကိုအာကိုတကြီးနဲ့မော့ကြည့်လိုက်တယ်ဗျာ ဥပဒါအကျုပ်ကိုချင်းဟဲ့အငယ်မနင်တို့စီမှာထုံးရှိလားကျုပ်တို့လေထဲမှာထုံးတော့ပဲရှိပါမလဲဗျာကွန်ဆာတက်တဲ့လူမှမရှိတာပဲဒါနဲ့နုညာမဥပဒါလေထဲကနေကိုင်းရီကိုပြေးယူပေးရတယ်ကိုင်းရီရတာနဲ့ဥပဒါကြီးကထုံးတွေကောပြီးတုလက်ဝါးတွေကိုထဲ့တယ်ဗျပြီးတော့စီရဲ့ကြီးတွေဖဲ့ထဲပြီးတော့လက်ထဲမှာချိန်နေတယ်ဗျဒရွေးကြီးလည်းထွေးထဲသေးတာအဲကျုပ်ချက်တော့ကြီးကပို့ပို့ပြီးကြီးလာတယ်ဗျအဲဂုတ်ကိုဆိုရင်လည်းတရက်ရောက်ကဆွဲကင်ထားတယ်လို့မျိုးတင်းတင်းကြီးကိုဖြစ်နေတော့တာ ဥပဒါသူသူ့ကိုတရက်ဖမ်းတာလားဘာမှမဖြစ်ပါဘူးကွာပူမနီစမ်းပါနဲ့ကဲမန်လို့ညိုမဲဆွဲတာပါကွာပြစမ်းဥပဒါကျုပ်ကအဖူကိုခုနကထုံးတဲ့ဆွေရကြီးရောထားတာနဲ့ပုတ်ပေတယ်ဗျထုံးပါလို့လာတော့မသိပါဘူးဗျပူလိုက်တာမှဗျမသိရင်မိစနဲ့ထိုးသလိုပဲအဲတခါခါအဖူကြီးကိုလည်းလူပြန်ရောဗျခါမှလည်းပူဆက်ပူလောင်ကြီးဖြစ်သွားတာကြံတဲ့ထုံးတွေကိုခြေထောက်ကိုလိမ့်ပြီးတော့ဒူးကနေအောက်ကိုပုတ်တက်ချတယ်ဗျ အဲခြေတော့တချောင်းလုံးတဖြင်းဖြင်းနဲ့မသိရင်ပြည့်ရစိတ်ကောင်းနေဆင်းပြေသွားတယ်လို့မျိုးယာကြီးယာကြီးဖြစ်ပြီးကြံနေခဲ့တာပဲဗျာဥပါဒာကျုပ်ကိုကြည့်ပြီးတော့ကောင်းသွားမှာပါကွာကဲငါလည်းထမင်းစားတော့မေကျုပ်တို့တွေထမင်းစုပြီးစားလိုက်ကြတယ်အဲလူငယ်တွေကြီးပဲမို့ဥပါဒာကိုကြောက်တာပါညာတော့တိတ်မရှိပါဘူးဗျာဒီလိုနဲ့ကျုပ်လည်းအလုပ်တိတ်မလုပ်နိုင်ဘူးပေါ့ဗျာညနေရောက်တော့ကျုပ်တို့တွေပြန်လာခဲ့ကြတာပေါ့အဲကျုပ်ချက်တော့လည်းညနေမရောက်ခင်မှာပဲအယောင်ပြန်ကြသွားတယ်ဗျာ အကုန်းတဲ့ခါဖူးရီဆိုရင်လဲဖူးရီဆိုရင်တော့ပဲကြံနေခဲ့တော့လားအိမ်ပြန်လာတော့လမ်းမှာဥပဒါကျုပ်ကိုလှမ်းခေါ်တယ်ဗျအလကောင်တက်တာလားကွာတက်တာပါတယ်ဗျာခြေထောက်တော်တော်အယောင်ကျသွားပါပြီကျုပ်လည်းခြေထောက်ကိုပြလိုက်တာပေါ့ဗျာဥပဒါကကျုပ်စီထားရဲ့ဖဏတ်ကိုအသေးစားကြည့်လိုက်ပြီးတော့အောင်မမင်းဖဏတ်ကကောင်းလာပြီလားငါ့ကိုပြီးစီပါလားကွာကျုပ်လည်းအံ့ဩသွားတာပေါ့ဗျာကျုပ်ဖဏတ်ကဒါတော့ကောင်းတယ်လည်းမဟုတ်ပါဘူးဗျာ ကားတာယာဟောင်းလှိပြီးတော့ပြန်ချုပ်ထားတယ်တာယာဖနှက်ကြည့်ပါဥပသာတော့တရက်တော့ခုတ်ထားပြီးတာယာနဲ့ဂွင်းတက်ထားတဲ့ခုံဖနှက်ကြည့်ပဲစီးတာမဟုတ်လားဟာဗျာဥပသာခြေထောက်နဲ့ကျုပ်ခြေထောက်နဲ့စိုက်ချင်းမှမတူတာဗျစီးချင်းကျုပ်ဝယ်ပေးပါမယ်မရတော့ဟိငါအခုစီးချင်တာကလှုပ်ဆမ်းပါတာယာဖနှက်စီးကောင်းရင်ငါလည်းဝယ်စီးချင်လို့ငါ့ကိုတရက်လောက်ပေးစီဟုတ်ပြီလားကျုပ်လည်းခေါင်းကုပ်ပြီးတော့ဖနှက်ချွတ်ပေးလိုက်တယ် ဘူပါသားလည်းသူ့ခုံမနက်ကိုချုပ်ပြီးတော့ကျုပ်ကိုပေးစီတာပေါ့ဗျာအဲသူ့ခုံမနက်ကကျုပ်ချရောက်နေဆိုရင်သိနေသေးတယ်ဗျကျုပ်ဖနှောင်းကအနောက်ကိုလက်နှလုံးလောက်ထွက်နေပါရောဘူပါသားလည်းခက်တီတီပဲဗျကျုပ်ရဲ့တာယာဖနှက်ကြီးကိုမတော်မတည့်နဲ့စီချသွားပါရောလားဗျာညရောက်တော့တရွာလုံးခွေးတွေဥကျက်ဗျာည9နာရီလောက်ကနေစပြီးတော့ဆိုးဆန်းငင်ကိုဥရာဗျအဲရွာလူတွေဆိုတိတ်ကြောက်ကြတာပေါ့ဗျာဘိုးဖြူတွေတုန်းကဥရာထက်ပိုပြီးဆိုးဆိုးရွားရွားဥရောတာပဲ အဖေနဲ့ကျုပ်လည်းအချိန်ကြီးစောင့်ကြည့်ကြတာပေါ့ဗျာ။ဘယင်ကဘာများဖြစ်မလဲပေါ့ဗျာ။နောက်တော့ခွေးတွေကဦးနီးအားနေပြီးတော့ထိုးဟောင်းတော့တာပါပဲ။နိုင်ဝဲလောက်ကြတော့မှအားလုံးတိတ်ဆိတ်သွားတယ်ဗျ။မကြပါဘူး။ရွာသားတစ်ယောက်ကပြေးလာတယ်။တကြီးရွာထိပ်မှာရသေးတစ်ယောက်ရွာအော်ဆဲနေတယ်ဗျ။အဖေလည်းအိမ်မောကနေဆင်းရောကျုပ်လည်းငှက်ကြီးတောင်ဓာတ်ကိုဆွဲပြီးတော့အဖေနောက်ကနေဆင်းလိုက်လာတာပေါ့။ရွာထိပ်ကိုပြေးသွားကြတော့ရွာထိပ်မှာလူတွေတောင်တော်တော်ဆုံးနေပြီဗျ။ရသေးကြီးကကျုပ်တွေ့ခဲ့တဲ့ ရသေးကြီးပါပဲဗျ။ ရွာကိုလက်ညှိုးထိုးပြီးတော့မျိုးစုံအောင်ဆဲဆုံနေတော့တာ။ဒါနဲ့အဖေကရှုပ်တက်သွားပြီးတော့ယသိကျုပ်တို့ရွာကိုဘာမှမကျေနပ်တာရှိလို့လာပြီးဆဲဆုံနေရပါလေ။ယသိရဘာမှမပြောဘဲနဲ့ဆဲတာဆဲနေတော့တာ။ယသိဒီလိုသာဆက်လုံနေမယ်ဆိုရင်တော့ရက်ရွာစုပူမှုနဲ့ယသိကိုရေးယူရမယ်။အဖေပြောတော့ယသိရအဖေကိုစိမ့်စိမ့်ဆိုက်ကြည့်နေတယ်ဗျ။ပြီးတော့အဖေနားမှာရက်နေတဲ့ကျုပ်ကိုကြည့်တယ် ။အဲသူ့ကြီးတွေကဒေါသတွေဖုံးနေပြီးတော့မျက်လုံးကလည်းကြောက်စရာကြီးပါဗျာ။မင်းတို့တရွာလုံးငါနဲ့တွေ့မယ်ကွာ။အဲဒီလိုအော်ကျင်းပြီးတော့တော်ရန်ဘက်ကိုရှောက်သွားတော့တာပါဗျာ။ရသေးအကြောင်းမောင်သိန်းကိစ္စမှာတရွာလုံးနေပါတိထားကြတာဆိုတော့ရသေးတခုလုံးမှကိုစိုးရိမ်နေကြတာပေါ့။တကြီးဒီရသေးရွာတို့တခုလုံးဘယ်လိုလုပ်ကြမလဲ။အဖေလေးဆုံးဖြတ်ရခက်နေတယ်ဗျ။အော် ူတခုမလုပ်ခင်ကျုပ်တို့သူ့ကိုတွားပြီးနှင်ထောအောင်ဗျာဒီလိုလေလုံးလို့မရဘူးကွာသူနေတဲ့နေရာဘသူမှမပိုင်တဲ့နေရာမဟုတ်လားသူ့ကိုမောင်းထုတ်တာတဘာဝမကြောက်ဘူးလေကွာနောက်ပြီးတော့သူ့ကိုမောင်းထုတ်မှသူကပို့ပြီးစိတ်ဆိုးရင်မကောင်းနိုင်ဖြစ်နိုင်တယ်ကွာအဖေစကားကိုအားလုံးကထောက်ခံကြတယ်ဗျကဲအားလုံးဒီရဲ့ပိုင်းနဲ့သတိဝိရိယနဲ့နေကြပါဗျာအဖေပြောလိုက်ပြီးတော့တရွာလုံးကလူတွေကပြန်သွားကြတာပေါ့ဗျာ ကျုပ်လည်းလိုက်ပြန်ရင်ဥပဒါနဲ့လမ်းမှာတွေ့တယ်ဗျဥပဒါကျုပ်လက်ကိုကုတ်ကင်ပြီးတော့ဘလက်ကောင်မင်းတို့ तू ကမကျင်းတတ်ဘူးကွာကျုပ်ကသူ့ကိုဘာလို့လုပ်လဲဗျသူ့အစီရင်နေမင်းကင်ခဲ့သေးလားကျုပ်တေးသေးချာချာပြန်စဉ်းစားတော့မှဖျားဘောကဆောင်ကြီးကိုဆွဲထုတ်လိုက်တဲ့အခါအယိုးတွေကဝေါ်ကနေကျသွားတော့မှတ်မိသွားတယ်ဒါနဲ့ကျုပ်လည်းခေါင်းညိလိုက်တယ်ဗျငါထင်ပါတယ်ကွာဒါကြောင့်မင်းတို့ကတက်မလို့ သူ့ကောင်နေလွတ်လိုက်တာကွာဖျားသူ့ကောင်နေရလား तू ကအပြင်သွားနေတဲ့ချိန်စီးတားခဲ့ဝင်ရတယ်ကွာမင်းကသူ့စီကိုဖောက်သွားတာ ਉਹ ဒါကြောင့်ငါလည်းမတင်ငါနဲ့မင်းဖက်နဲ့ကိုယူထားလဲရတာကွာဒီနေ့တိုင်းပဲဟိညနေရပဲတရေငါးကောင်ငါးအိမ်ရှိကိုရောက်လာပါရောကျုပ်လည်းဒီတော့မှကြောက်သွားတာဗျတရေငါးကောင်ကမင်းဖက်နဲ့ကခြေအတိုင်းလိုက်လာတာကွာရသေးဆွဲထားခဲ့တဲ့စီဝဲကိုမင်းဖောက်လိုက်တော့ မင်းရဲ့နောက်ကိုချီယာကြည့်ပြီးလိုက်တာပေါ့ကွာဒါနဲ့ငါလည်းအဲ့ဒီငါးကောင်ကိုဆော်ဘလော်တီးပြီးလိုက်တော့အဲ့ဒီကောင်တွေအော်ဟဲ့ပြီးပြေးကြတာပါပဲဩဒါကြောင့်ရသိကြီးကမကျင်နဲ့တာဟုတ်ဒူကောင်တွေစော်ခံလဲဆိုတော့မကျင်နဲ့ဘူးပေါ့ကွာငါထင်တာမမောက်ဆိုရင်တော့ဒီရသိကြီးကသူ့တော်ကြောင့်ကြီးကွာဖြစ်နိုင်တယ်ဗျသူလုံနေတဲ့စီရင်ရလဲတိတ်စွန့်ထက်တဲ့စီရင်ပဲကွာဘာစီရင်လဲဗျလူအယိုးစီရင်လား ဥပဒါကောင်းကျိန်နေဗျ။စုံမျိုးတရားမောင်မဲစာဆိုတဲ့အစီရင်မဲကွာ။ဗျာစုံမျိုးတရားလေလား။အေးကွာအစီရင်ရရတော့စုံလို့ယူဆပြီးတည်သွားခဲ့တဲ့လူဒီလောင်းနေရဲ့ရိုးတွေကို အစီရင် လုတ်ပြီးပြန်တုထိုးရတာပဲ။စုံပေါင်းတရားတိတိရဲ့ရိုးကိုလိုက်ပြီးဖောရတာပေါ့ကွာ။ဒါဆိုအဲ့ဒီတည်သွားတဲ့လူကစုံဆိုတာကိုဘယ်လိုလုပ်ပြီးတိလဲဗျ။ဒါလေပညာနဲ့ခံမှန်းတာပေါ့ကွာ။ အဲ့ဒီဆုံးဆိုတဲ့လူတွေကဘယ်နာမှမြုပ်ထားလဲဆိုတာခံမှန်းပြီးဟုတ်မဟုတ်တူရတာပေါ့ကွာဒါဆိုဘာဆက်ဖြစ်နိုင်လဲဗျဥပါဒာကျုပ်ကိုတေချာကြည့်ပြီးတော့မင်းတွေ့ကြတာအယိုးတွေများသလားကွာများတယ်များတာတော်တော်များတာဖြာတစ်ချက်ပေါ်မှာအပြည့်ခင်းတာအယိုးကလည်းများနေပြီနောက်ပြီးသူ့တေးငါးကောင်ကိုစော်ထိုက်လိုက်တဲ့လူရှိရတောင်းပါပဲတော်ရလုံးကိုစိန်ခေါ်တယ်ဆိုရင် ငါထင်တာတော့သူ့အစီရင်ပြီးတော့မယ်ပုံမဲကွာဟုတ်အစီရင်ပြီးရင်ဘာဖြစ်မလဲဗျအဲ့ဒီစုံရိုးတွေကိုလူတီတကောင်ရဲ့ဝမ်းပိုက်ထဲကိုထည့်ရတယ်ကွာတည်သွားတဲ့အလောင်းကြီးကိုမတ်မှုတ်ပြီးတော့စုံရိုးတွေစီကပညာရည်နိုးရတာပေါ့ကွာအဲ့ဒီခါတည်သွားတဲ့အကောင်ကြီးကမောင်မဲစာကြီးဖြစ်သွားတာပဲကိုပြောက်နိုင်တယ်တစ်ပင်ကြီးတွေကိုအမြင့်ကနေဆွဲနှုံနိုင်တယ်ကွာပြီးတော့အိမ်ကြီးဖုန်းကြောင်းတွေကိုတောင်းစောက်ထုတ်လှမ်းနိုင်တဲ့ဒါနဲ့ပိုးဖြူတည်တာနဲ့ဘာဆိုင်သေးဗျာ ငါးစိတ်ထင်တော့သူ့အရိုးတွေကပြည့်နေတော့ပြီကွာဒီတော့ရွာတစ်ယောက်ကိုသူကတတ်မှာပဲအဲ့ဒီလူသေးပြီးတော့မြေချရင်သူ့အလောင်းပြန်ဖော်ပြီးတော့အဲ့ဒီအလောင်းတွေကိုအရိုးတွေထည့်ဖို့ကြံထားတာပေါ့ကွာနောက်ပြီးတော့တကုထူးဆန်းတာလူတွေမှလည်းအစိတ်ရှိတယ်ကွာမွေကလူတစ်ယောက်ကိုပေါက်လိုက်ပြီးတော်ရုံနဲ့ထွက်မပြေးနိုင်ဘူးမဟုတ်လားအခုကမွေပေါက်တယ်သာပြောတယ်ပေါက်လိုက်တဲ့မွေကိုလည်းဖမ်းမမိလိုက်ဘူးမွေပေါက်ခံရတာတောင်မှမွေဝေးပြောလိုက်မွေဟောက်လို့လို့ပြောလိုက်နေတယ် ။ဒေသားလဲမွေးစိတ်တက်ပြီးတည်တံမျိုးမှမဟုတ်တာကွာ။ကျုပ်လဲဒေသားပြန်စဉ်းစားလိုက်တော့ဟုတ်တယ်ဗျ။ဘိုးဘူဒေသားတို့ကျုပ်ကကြည့်ပြီးတော့သူကဘာလို့ဒီမှာအိတ်နေလဲဆိုတာကိုပြန်ပြီးမေးခဲ့သေးတယ်မဟုတ်လား။ဒါဆိုဒီလူကြီးကတော်တော်ယုံမာတာပဲဗျ။ဒါနဲ့အဲ့ဒီမောင်မဲစာကတော်တော်ဆွမ်းသလား။ဥပဒါရောမနိုင်တော့ဘူးလား။မောင်မဲစွာဆမ်းမဆမ်းငါနိုင်မနိုင်တော့ငါလည်းမပြောတတ်ဘူးကွာ။ ဘာလို့လဲဆိုတော့ငါ့ဘဝတစ်ချောင်းလုံးမောင်မဲစာနဲ့မတွေ့ခဲ့ဘူးနောက်ပြီးတခုရှိတာမောင်မဲစာဆမ်းမဆန်းတဲ့မောင်မဲစာကြီးနိုးထမလာဘူးအရေးကြီးတယ်ကွာဘိုးဖြူလောင်းငါတို့ကမိရှို့လိုက်တော့ရက်သေးစီမှာသုံးစရာလောက်မရှိတော့မဟုတ်လားရွာမှာလည်းလောလောလတ်လတ်တည်ထားရလူကမရှိဘူးဆိုတော့သူကျင်းတီပေါ့လူထက်တတ်မှာပဲကွာအဲ့ဒီတော့ဘယ်လိုလုပ်လဲဥပါလားကျော်ဟာလူတွေကိုတက်လန့်ထားလိုက်ကွာအခုလေသူတို့ရသေးရချင်းသွားတယ်ဆိုတော့သူတို့တော်တော်ကြောက်နေလောက်ပါပြီ အဓိကကတော့ဘသူ့အမှထက်မသိသေးရှင်ဘူးကွာဟုတ်ကဲ့ပါဦးပါသားပြီးတော့အခုညပဲငါသူ့စီလိုက်သွားမယ်ဖြစ်ပါမလားဦးပါသားရဲ့ညဆယ်နေတော့ထိုးတော့မယ်နော်သူ့ထဲငါတို့ကအရင်လက်ဦးထားမှဖြစ်မယ်အလက်ကောင်ကျုပ်လည်းလက်သီးကိုကြည့်ကြည့်ပါအောင်ဆုပ်လိုက်ပြီးတော့ဒါဖြင့်အခုပဲသွားကြဆိုဗျာဦးပါသားကောင်းကျင်ပြီးတော့အေးအေးခဏနေဦးကွာငါလည်းသွားယူလိုက်မယ်မင်းဒီကနေငါ့ကိုစောင့်နေ ဥပါသာကြီးလက်ထွက်သွားတော့ကျုပ်လည်းရွာထိန်းနားမှာစောင့်နေလိုက်တာပေါ့ဗျာမကြပါဘူးဥပါသာခြေလန်းကျင်းနဲ့လွယ်ကြီးတလုံးဆလွယ်သွမ်းပြီးပြန်ထွက်လာတယ်ဗျကျုပ်လည်းသူ့နောက်ကနေလိုက်ခဲ့တာပေါ့ဗျာအဲကျုပ်ကျော်မှလည်းအဖေလက်ဆွဲတော့ဓာကြီးကလွယ်လို့ဗျအခုတင်ဆက်ပေးခဲ့တဲ့ဇလန်လေးကတော့စာရေးဆရာအက္ခဆောင်ရေးသားထားတဲ့စုံဒီဥပဒါနဲ့သူတို့ကြောင့်ယသိကြီးဆိုတဲ့ဇလန်လေးပဲဖြစ်ပါတယ်။နားဆင်ပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့တင်ဆက်သူစာနီပဲဖြစ်ပါတယ်။